ဗီဒီယိုဖိုင်ကြည့်ပြီးကြပြီလားကျွန်တော် Facebook တို့ YouTube တို့မှာတင်ပေးလို့မရတော့ Telegram မှာဝင်ကြည့်ကြပါတော့ပြောစရာစကားမရှိတော့ဘူးကြာဒီလောက်တောင်စုပ်ပဲ့ရုပ်ပဲ့တဲ့ဒီအစ်စ်သွေးကြွကောင်တွေရဲ့လောက်ရက်ကိုကျွန်တော်တို့ဘလုံးနီးနဲ့မှခွင့်လွှတ်ပေးလို့မရဘူးเนาะမှကျွန်တော်ဒီကအတန်ပဲကျွန်တော်မှာကြာသုံးလုံးလေးတွေ့တွေ့ရတဲ့မှာသုံးလုံးနှစ်ယောက်ဟိုမှတစ်ယောက်ဟိုးစုလိုက်ပြုံလိုက်ပဲ cháu nói đi cháu tận đi đấy anh yêu đi lưu yêu lắm không một chuyện tiêu tôi anh em mà không mà hả chết sân lại chả quá. là quá đúng không lưu yêu vợ rồi đi đi mà túi này này bản nhìn luôn một con còn đâu xu lệ kiểu này này mà, không, không. Này mà. mà chứ tao mà tao mà tao lo không mà sao đâu biết đất biết đi không. Oh.

ခလေးလေးဟိုဓမ္မတရခေါင်းမရှိတော့ဘူးကွာဟိုဒီမှာဆိုအလောင်းလောင်မတွေ့တော့ဘူးတယောက်ကကောင်းကြည်မှုန့်နေပြီဟဲ့ဟိုဓမ္မခြေတော့တစ်ဖက်လက်ကတစ်ဖက်ဟိုဓမ္မအမျိုးသမီးတွေကကွာ ေါပေါပေါပေါโอ้ตะแกกบาเป็ดตาเว้ยเนาะโอ้ဒီမှာဒီမှာတရတွေ့ရတယ်မှာဒီမှာဗျကလေးတွေရောဒါလေးစီကုန်နေပါလားမှာစီကုန်မှန်ပြီးတည်ထားကလေးလေးဟမ်โอ้တွေ့ရနေတွေ့ရနေ ောက်ထုတ်သေးဖနက်သေးဩဓမ္မသားပါ။အိုးဒါလေးကကလေးတိတိလေးချောင်းနှစ်ချောင်းပဲကြံပြီးခဲ့ကြင်။ခါးလိုက်ကောင်းကပြက်ပြီးတော့။အိုးကြည့်ကြည့်ပြီးကြရည်လားပြင်နော်။သွေးဟိုဘယ်လိုပြောမလဲ။သွေးကြောက်တတ်တဲ့ဒူတွေဆိုရင်မကြည့်တာကောင်းပါလေ။ဗီဒီယိုဖန်သွေးမကြောက်တတ်တဲ့ဒူတွေဆိုရင်တော့တတိကံတော့ဝင်ကြည့်ကြပါ။မြင်လို့ဆင်လို့မကောင်းအောင်ကျဲထလုပ်ထားတာ။အဲ့ဒါကတော့ဘာလဲဆိုတော့ဒီ6ရက်နေ့တတိကျလပညာ သတင်းကျုပ်လှပညာမှာစီမီမီးဘုံလွတ်ကြတဲ့ပွဲလုပ်တယ်အဲ့ဒီမီးဘုံလွတ်ကြတဲ့ပွဲကိုပါရာမော်တာတတ်ထားတဲ့စစ်အကြမ်းဖက်စစ်တပ်ကကောင်တွေကဘုံနဲ့လာကျဲတာနော်အကုန်လုံးထေရတာအခုလူပေါင်း40ကျော်တည်ပြီးနောက်ထပ်50ကျော်တန်ရန်ရတယ်လို့ကြားသိရတယ်ဒီအဲ့ဘောလူတွေသတင်းကျုပ်ပွဲရဲ့ဗျာအားလုံးတိတဲ့အတိုင်းရွာတွေရွာတွေဆိုအားလုံးစုပြီးသတင်းကျုပ်ရဲ့ဆိုရင်ဒါပျော်ပါပါတာရိုးရလောက်ကြတယ်လေအဲ့ဒီအချိန်မှာကျဲချပြစ်တာနော်ဒါမှအဲ့ဒီမှာအဲ့ဒီမှာကျဲတဲ့အဲထဲမှာ နော်ဒီစီမီပူဇော်နေချိန်အဓိကကျဲတော့ဘုံကျဲသွားတာပါဏမောနာလာကျဲသွားတာအဲ့ဒီဘုံကျဲတိုက်ခတ်မှုရဲ့အဓိကတောင်းရင်ရှိသူကတော့နမခတိုင်းမှုဘုံမှုချုပ်မျိုးမင်းထွေးအလုတ်တင်ဘုံလုံးအပတ်စဉ်26တေဇာ26ဆင်းဖြစ်ပြီးသခိုင်းတိုင်းမုံရွာတိုက်နယ်တကြောချင်းပြည်နယ်နဲ့မကွေးတိုင်းရောနယ်ဒေသတွေကစစ်စင်ရဲတွေကိုအဓိကညွန်ချမ်းနေသူဖြစ်တယ်လို့ဒီ CDM ပိုးကြီးစင်ရောကပြောထားတယ်နော်ဒီဘုံမှုကြောင့်မျိုးမင်းတွေကနမကတိုင်းမှုယာတို့တို့ပြီးပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလ18ရက်မှာရရှိခဲ့တာဖြစ်ပြီးသူ့အရှိကနမခတိုင်းမှုတဦးဖြစ်တဲ့ဘိုလ်ချုပ်တန်းထိုက်စစ်ဦးစီးအရာကြီးချုပ်ကြီးဒုတိယဘိုလ်ချုပ်ကြီးယာတို့ကိုတုံးမြင့်ပြောင်းရွှေ့တွားချိန်နမခတိုင်းမှုအနေနဲ့ပြောင်းရွှေ့ခံခဲ့ရတာဖြစ်တယ် ပုံမှုချုပ်မျိုးမင်းထွေးကနမခတိုင်းမှုဖြင့်ပြောင်းရွှေ့လာပြီးနောက်ပိုင်းမုံရွာမြို့နဲ့အနီးတစ်ဝိုက်ကိုစကြောင်းထိုးမှုတွေလှုပ်ဆောင်နေသလိုအခုနှစ်စံပိုင်းဇန်နဝါရီလအတွင်းမုံရွာမြို့ပေါ်ကပြည်သူ200ကျော်ကိုလည်းအထမဖမ်းဆီးမှုတွေလှုပ်ဆောင်ခဲ့တယ်လို့ချင်းတွင်းရိုးမမဟာမိတ်တပေါင်းစုကလည်းထုတ်ပြန်ထားတယ်။ပုံမှုချုပ်မျိုးမင်းထွေးဆိုတာကတော့မြို့မြောက်ပိုင်းမဟာမိတ်ညီတော်တုံးဝက်ရဲ့တက်တုံညနှစ်ခုစစ်စင်ရေးကာလအတွင်းကိုကန့်တက်မတော် MNDA ထံအရှင်းမြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှုဗိုလ်ချုပ်စိုးတင့်လို့နဲ့အတူ2024ခုနှစ်ဩဂတ်လ3ရက်မှာ လက်နဲ့ချအညံ့ခံခဲ့သူတွေဖြစ်ပါတယ်အဲ့ဒီချိန်ကသူဟာအမှတ်တင့်စစ်စင်ရေကွက်ကဲမှုဌာနချုပ်မှုယာရုနဲ့တောင်းဝင်ထမ်းဆောင်နေတာဖြစ်ပါတယ်သူနဲ့အတူစစ်တုပ်ဘန်းတွေကို MNDA တပ်ဖွဲ့ကအောက်ကလပိုင်းမှာအတုံးလိုက်ပြန်လွတ်ပေးပြီးနောက်ပိုင်းစစ်တပ်အတွင်းအရေးယူမှုမခံရတဲ့အပြင်မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်တွင်းငယ်ရွာအခြေစိုက်အမှတ်73တပ်မတော်တမ်းမြင့်လက်ကျင်ရေးတင်တဲ့ကြောင့်တတက73မှာကျောင်းကြီးယာဒူတို့ရရှိခဲ့ပါသေးတယ်။ဒါကတော့နော်ဒီကောင်ရဲ့ ရုပ်မာနဲ့လောက်ရက်ပေါ့သူအဓိကပေါ့မျိုးမင်းထွေးဘာဖြစ်လို့ MNDAA ဒါတခါတည်းရှင်းပြခဲ့ရင်အခုလို့အစုလိုက်အပြုံလိုက်ပြည်သူတွေဒုက္ခရောက်တာတွေတက်ပြတ်တာတွေဖမ်းဆီးခံနေဖြစ်เสียအကြောင်းရှိမှာမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့တည်ထားမှာကနော်တိုင်းတစ်ပတ်မှာရှိတဲ့ရဲဘော်တွေအနေနဲ့ရန်သူကရန်ငါပြတ်နေတဲ့အချိန်မှာကျွန်တော်တို့ကလည်းရန်ငါပြတ်ဖို့လိုတယ် ဒီညမှာကျွန်တော်တခုပြောချင်တယ်ကျွန်တော်တို့က line ပေါ်မှာအဲ့ဒီအကြောင်းတွေနဲ့ပတ်သက်လို့မပြောတာအကောင်းဆုံးရှင်းရှင်းပြောရင်မပြောဘူး line ပေါ်မှာပြောမယ်အေးဟုတ်တယ်ငါတို့ကတော့အဲနိုင်ငံတကာဂျီဒီပါဥပဒေအတိုင်းပဲဟုတ်တယ်မလားဟာဘာလို့ပေါ်တယ်အမုန်းကြီးကနေမပြောနဲ့အဆက်တဖြစ် line ပေါ်မှာပြောတဲ့စကား line ပေါ်မှာပြောတဲ့စကားနော်အောက်ချေတိုင်ရင်တက်ဖွဲ့ရဲဘော်တွေလုံမဲ့အလုပ်ကပါလေဖန်မူရာဘီကိုဒဥပဒေပဲဗျခင်ဗျားတို့ဥပဒေနဲ့လောက်ခိုင်းတာမဟုတ်ဘူးနော်ဖန်မူရာဘီရဲ့ကိုဒဥပဒေအတိုင်းပဲနော် ဥပဒေမဲ့မတရားတာလုံးဝမလုပ်ဘူးငါတို့ဘက်ကဒါပေမဲ့ငါတို့ရဲ့ဥပဒေဒီပြက်သားတဲ့ဟန်ပူရာဘီရဲ့ကိုရဥပဒေစစ်စစ်လေးမဲ့အဲ့ဒါတွေကိုလိုင်းမောင်းတင်ပြီးပြောနေစရာလည်းမလိုပြနေစရာလည်းမလိုဘူးအဲ့လိုလားလောက်ခဲ့မယ်ဆိုရင်အခု MNDA ဟာဒီလမ်းရှုံးကိုတိန်းတဲ့အချိန်မှာဒီခွေးမျိုးတွေခွေးသားတွေကိုအဲ့ဒီအချိန်မှာဟန်ပူရာဘီရဲ့ကိုရဥပဒေအတိုင်းမင်းတို့လှုပ်လို့ပြည်သူဗနေရောက်တင်ထားတဲ့အဲ့ဒီအတွက်မင်းပြန်ပေးဆက်လို့အမိတ်ချခဲ့ပြီးတော့ရှင်းလင်းတုတ်တင်ခဲ့မယ်ဆိုရင် ဒီစစ်သွေးကြွကောင်းတွေကြောင့်အခုလိုပြည်သူအစုလိုက်အပြုံလိုက်ထပ်ပြီးတေးကျေပြက်စီးကြเสียအကြောင်းမရှိတော့ဘူးဒါကြောင့်မလို့ကျွန်တော်တို့နောက်ပိုင်းတော်လိုင်းရင်းနဲ့ပတ်သက်လို့ဒါပေမဲ့အခုနောက်ပိုင်းလည်းတော်တိုင်းတပ်ဖွဲ့တွေအားလုံးခြေထဲလုံးပါတယ်နော်ခြေထဲလုံးပါတယ်ပြက်သားတင်းတဲ့အရာတွေပြက်သားဖို့အရေးကြီးပါတယ်အဲ့တော့အခုလက်ရှိဒီကောင်တွေကဘာကြောင့်ဒီလိုလုပ်တာလဲရန်ကုန်မန္တလေးမြေပြည်တော်အစရှိတဲ့သူတို့ထိန်းချုပ်မှုအောက်မှာရှိတဲ့မြို့ကြီးတွေမှာတည်င်းကျွရဲ့ ပျော်ပွဲရွှင်ပွဲတွေကိုဖန်တီးပေးပြီးတော့မလုပ်ထားလေပြည်သူတွေကိုအပျော်ဘက်ကိုအာယုံထဲအောင်လှုပ်ပေးထားတယ်။အဲ့ဒါလို့လှုပ်ပေးထားတဲ့ပုံရိပ်တွေကိုယူပြီးတော့နော်မပုတုဆိုရင်ထွက်တော်ပြောတယ်။ဒီမှာကြည့်တဲ့အာလက်နက်ကင်တောင်းကျမ်းသူမရှိတဲ့ဗာလန်သူတို့ပြောတတ်ပါလေ။အဲ့လိုနေရာတဲ့ဒလုံအေးချမ်းနေတယ်ပေါ့လူပွင့်ရင်အပြည့်အဝရရှိတယ်တရားမျက်တမ်းမှုအပြည့်အဝရရှိတယ်ဒီမှာကြည့်ဒါမျိုးနေရာပြောတာမပြစ်တဲ့ညဖြစ်တဲ့ဆိုပြီးတော့ဗာလေ။ဟမ်လမ်းကြောင်းလော်ပြတယ်။ပြီးလို့ရှိရင်အခုလိုနေသက်ဒေတာတွေကိုရဲရဲဆက်ဆက်ဘုံကျက်တတ်ဖြစ်တယ်။ တော့6ရက်နေ့ညဟာနေကြီးရက်မြန်တည်င်းကျို့လာပြညာအဘိဓမ္မာအခါတော်နေ့တကယ်တာခေဆက်ဆက်အဲ့ဒီတည်င်းကျို့ရက်တည်းဆိုရင်တော့ကွင်းထဲမှာနေတဲ့လူတွေအကုန်လုံးရွာထဲတက်လဲကြလဲကြပတ်ကြမီးထွန်းကြလူကြီးသူမတွေကတော့ကြဒါတကယ်ကိုကုတို့ပြုတ်နေတဲ့ရက်ကောင်းရက်မြန်မင်္ဂလာနေ့ကုတို့ပြုတ်ကြတဲ့နေ့ညမရိုးရနေ့အဲ့လိုနေမျိုးမှာတော့မရှောင်ဘဲနဲ့အခုလိုရင်းရင်းဆက်ဆက်တက်ပြတာဒီဘာကြောက်တက်တာ ်ခမားတို့ကျွန်တော်တို့ပြည်သူကိုအကြောက်တရားနဲ့လှုပ်ပြတဖက်မှာငါတို့အုပ်ချုပ်ရတဲ့အောက်မှာနေမိတို့ဒလိုတတရရမိတို့ပေးနေတယ်ငါတို့အုပ်ချုပ်တာအောင်မခံရင်အကုန်လုံးကိုတတ်ပြစ်မယ်ဆိုတဲ့အကြောက်တရားကိုထည့်တာနော်အဲ့တော့ဘာဖြစ်သွားလဲဆိုတော့အတိတ်ကမရှိတဲ့လူတွေကဘာပြောလဲဟဲစစ်တပ်ကိုသွားမလုပ်နဲ့စစ်တပ်ကိုသွားမလုပ်ချိန်မှာပေါ့ဟာသွားမလုပ်စရာအကြောင်းရှိလားဟမ်ကိုကမတရားလာလုပ်တဲ့အကောင်ကိုငိန်ခံပေးရမှာလားမဆိုင်ဘူးအဲ့ဒီစကားတွေဒီတူရဲဘောကြောင့်တဲ့စကားလုံးဝ ော်လန်ရေးကိုဖြစ်စည်းတဲ့စကားစစ်တပ်ကိုသွားမလို့ရှင်စစ်တပ်အုပ်ချုပ်အောင်မသွားနိုင်အမှစစ်တပ်ကခြာလဲကုန်းခံကြိုက်တယ်လို့ကုန်းခံနော်ငါတို့လက်ရှိဒီနေ့တော်လန်ရေးကအဲ့ဒါလို့ကုန်းမခံနိုင်လို့ထခြာရင်းနဲ့ဖြစ်ပေါ်လာတဲ့တော်လန်ရေးအဲ့တော့စစ်တပ်ကိုသွားလောက်တာမဟုတ်ဘူးစစ်တပ်ကလာလောက်တာငါတို့ကပြန်ချမှာရှင်းရှင်းလေးစစ်တပ်ကစစ်တပ်နေရာနေဘယ်သူမှသွားမလို့ဘူးလက်ရှိမြန်မာပြည်မှာဖြစ်နေတဲ့တွေးတဲ့တန်ယိုတွေအားလုံးဟာ ပြည်သူတွေတောင်းကြမ်းလို့စစ်တပ်ကအာဏာကိုထိန်းရတာမဟုတ်ဘူးစစ်တပ်အာဏာလုလို့တိုင်းပြည်ပြစ်နေရတာရှင်းရှင်းလေးအဖြေနှစ်ခုချင်းမတူဘူးဒါကိုဖာနယ်မတွေဖာကောင်းတွေကဟမ်မတိလို့ရှိရင်တို့စစ်တပ်ကပဲတိုင်းပြည်ကိုကာကွယ်တို့ကဲအခုဒီမှာမြင်တဲ့အတိုင်းနိုင်ငံတော်ကိုကိုစားပြုတဲ့တပ်မတော်ဆိုရင်ဒီနိုင်ငံရဲ့နေထူးနေမြက်နော်ရည်ကြီးခါကြီးမှာဒီလိုမျိုးပြည်သူကိုတတ်ဖြတ်เสียအကြောင်းရှိလားမရှိဘူးလား ဟမ်အမျိုးသားရေးလို့လို့អော်ပြောနေတဲ့ဟိုခွေးနဲ့နွားစက်ဖောက်ထားတဲ့ခွေးမသားတွေအမမေးကြည့်ဟမ်မင်းတို့ကအမျိုးသားရေးဆိုတော့ဘာလဲမင်းတို့အမေတွေကိုစစ်ကောင်းဆောင်တွေပေးပြီးတော့မျိုးဆက်တာမင်းတို့ကအမျိုးသားရေးလားဟမ်ညီမညီမရှိတဲ့အမျိုးဘာသာသာသနာអော်နေတဲ့កောင်တွေမင်းတို့ရဲ့အမျိုးသားရေးဆိုတာကမင်းတို့အမေတွေမင်းတို့နှမတွေကိုအဲ့ဒီစစ်ခွေးတွေတက်ကြုံခိုင်းတာမျိုးဆက်တာကိုအဲ့ဒါမင်းတို့အမျိုးသားရေးလားဓမ္မကြည့်ပြည်သူတွေခလေးတငယ်တွေအပြစ်မဲ့တဲ့လူတွေ နော်တပင်းနဲ့မဟုတ်တည်င်းကျွတ်လာပြည့်ပြီးဒီမှာခါတော်နဲ့လိုမျိုးမှတော့မီးမောင်းလွတ်နေတဲ့လူအုပ်ကိုဘာအကြောင်းနဲ့မှတပ်ဖြတ်တဲ့အကြောင်းမရှိဘူးယူကရိန်းကရုရှားကိုလာပစ်တာမဟုတ်ဘူးဟမ်အဲ့လိုဟာမျိုးကိုဒီပြည်သူကငါတို့ကကြောက်ပါတယ်ဆိုပြီးတော့ငိန်ခံပေးရမှာလားတကယ်ရင်သာစရာကြီးဒါကြောင့်မလို့အညာပြည်သူတွေပြောတာငါတို့မှဆုံးရှုံးစရာဘာမှမရှိတော့ဘူးတဲ့ဒါကြောင့်မလို့သူတို့အဲ့လိုလုပ်တယ်ငါတို့ရဲ့တော်နိုင်ရေးကပို့ပြီးတော့ခိုင်မာလေးနာကြီးကျက်ပို့ကြီးတွေပဲရှင်းနေတယ် နော်အဲ့တော့လက်ရှိမြန်မာပြည်မှာလာသူတို့ပြောတဲ့ရွေးကောက်ပွဲပြီးွားရင်တဲ့အဲ့ဒီရွေးကောက်ပွဲပြီးတွင်းထက်တိုင်ုံပို့ဖြစ်မှာမယုံရင်ကြည့်လိုက်ဘာဖြစ်လို့လဲအဲ့ဒီရွေးကောက်ပွဲပြီးွားရင်ညာမှာမဟုတ်တော့ဘူးတော်လိုင်းဘက်ကအခုရန်ကုန်တို့မန္တလေးတို့မြို့ကြီးတွေစစ်တပ်ရဲစခန်းတွေဂိတ်တွေ drone တွေနဲ့အတေခံဘုံတွေနဲ့စော်ပြစ်လိုက်လို့ရတယ်အုံးလဲဂွမ်းလဲထိရင်ငောင်ထိဆိုပြီးတော့ငါတို့ဘက်ကလည်းလှုပ်လို့ရတယ်မင်းတို့ဘက်ကလာလှုပ်တာက PDF လက်နက်ကင်တရားမှမထိဘူးပြည်သူတွေကိုမင်းတို့တီးနဲ့ရွေးလှုပ်တာ ဘာဖြစ်လို့လဲပြည်သူတွေကြောက်သွားနော်တနေ့နိုင်တိုင်းမှာစစ်တပ်ဝင်ပြီးမီးရှို့တယ်ရွာတွေကိုအိမ်90ကျော်ပါသွားတယ် PDF တွေနေတဲ့၄၅အိမ်ကိုလုံးဝမရှို့ပဲထားပစ်ခဲ့အခွက်တွေတွေ့တယ်မလားအဲ့ဒါဘာလုပ်တာ PDF နဲ့ပြည်သူကိုတွေးခွဲတာတော်လှန်ရေးကိုပြည်သူတွေစိတ်ကုံအောင်လုပ်တာဘလောက်ထိဒီကောင်တွေပြည့်ရများတဲ့အောင်မင်းတယ်အဲ့တော့လက်ရှိလည်းဒီလိုပဲတတိပုံစံမျိုးကိုလုပ်တာအဲ့တော့ဒီလိုလုပ်ရမျိုးတွေသူတို့လုပ်လေ တော်လန်ရေးဘက်ကလူတွေကပို့ပြီးတော့အတင်းတာနေပဲเนาะအဲ့တော့ကျွန်တော်တို့ပြောချင်တာကတော့ဒီတော်လန်ရေးမှာတပိုင်းဒီလုံးနဲ့စုပ်ပြတ်တတ်နေတယ်เนาะဒါပေမဲ့ဒီနေ့ချိန်ထိတော်လန်ရေးအင်အားစုတွေဟာပြည်သူကိုတန်ဖိုးထားလေးစားပြီးတော့ပြည်သူတယောက်ထိခိုက်မဲ့အလုပ်မျိုးအတတ်နိုင်ဆုံးရှောင်ကျဉ်ကြသေးတယ်မရှောင်ကျဉ်ဘူးလို့လားမပြောနဲ့เนาะမရှောင်ကျဉ်လုပ်ပြလို့ရတယ် NUG အဆင့်တိုင်းတိုင်းလက်နက်ကင်တွေအဆင့်မဟုတ်ဘူးတာမန်တီပမှာနေတဲ့ထောက်ဖို့တွေအဆင့်အောင်မှာ အဲ့ဒီရန်ကုန်မြို့တို့မန္တလေးမြို့တို့ခွဲခြားပလိုက်လို့ရတယ်နားလေဒါပေမဲ့ငါတို့ဘက်မှာဥပဒေမဲ့အလုပ်ကိုဘယ်သူမှမလုပ်ဘူးပြည်သူထိခိုက်မဲ့အလုပ်ကိုဘယ်သူမှမလုပ်ဘူးမစ်ရှင်တစ်ခုကြီးကိုစီစဉ်ထားတယ်မင်းအဲ့ဒီမင်းတို့ခွေးမျိုးတုံးကန်နေကြမှာပြည်သူဖြတ်ဝင်လာလို့ငါတို့ဖြတ်စည်းလိုက်ရတဲ့မစ်ရှင်တွေဘယ်လောက်ရှိလဲအဲ့ဒါအဖြစ်ပဲအဲ့တော့တချို့တည်းပြည်သူကြတော့လေအဲ့လိုဟာမျိုးနဲ့တန်တယ်နော်အခုစစ်ခွေးတွေလုံနေပဲတော့ချလိုက်ထိကြအောင်ထိတော့တုံးလိုက်ဟမ်ဒါမျိုးတွေလိုင်းပေါ်မှာမမြောက်ဝေးချင်လို့ ဘာဖြစ်လို့လဲကိုနေ့ကပြောသလိုဥပဒေကြောင်းကြီးကတွားပြီးတော့ထိမ့်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 လောက်တတ်တဲ့လူအကြောင်းမဟုတ်ဘူးเนาะဒေါရတွေနာကြီးပြီးတော့မင်းတို့ဒီလောက်မနေတတ်တဲ့ကောင်တွေကွာမင်းတို့ပါစော်မယ်ဆိုတာမျိုးစိတ်ရိုင်းဝင်သွားတဲ့တော်လိုင်းတမတယောက်တယောက်ဖြစ်သွားကြည့်စမ်းမလို့လားအပဲပြည်သူအသက်တွေစတဲ့ရမှာဒါတွေကိုတော်လိုင်းဘက်ကလူတွေကထိမ့်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 နေနေတယ်ဟမ်မရဘူးမင်းတို့ကမြမပြီးမှနေတာမဟုတ်ဘူးမင်းတို့ကဘာပျော်လို့မရဘူးလားပါလို့မရဘူးလားဟာသူတို့ကြည့်တော့ဖင်ထဲမှာစစ်ခွေးလီးတက်လန့်နေဟမ် ဲ့လိုလူမျိုးအဲ့တော့တခါကြရင်လေတော်လန်ရင်းမှာလုံနေရတဲ့အောက်ခြေရဲဘော်တွေကိုတော်တော်ကိုချင်းစားတယ်နော်ဒါကြောင့်မို့လို့ကျွန်တော်တို့နိုင်ငံဟာဒီကောင်တွေအုတ်ချုပ်နေတဲ့၍ဘယ်တော့မှမငြိမ်းချမ်းအောင်စိတ်ချနော်အဲ့ဒါကိုလွတ်အောင်ယုံနိုင်ရောမယုံနိုင်ရင်တော့ခမည်းတော်ဘဝတွေကိုစတဲ့ပြီးအသေးခံလိုက်ကြပြီ